ဒီကနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတပုတ်ကတော့မလေးရှားဝန်ကြီးချုပ်ဝန်ခံလက်ရပြီးဖြစ်တဲ့အပြစ်ခက် ရစဲကြီးမအောင်မြင်မှုဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်မှာ၎င်းရဲ့အပြစ်ခက်ရစဲကြီးမအောင်မြင်ကြောင်းဇန်နဝါရီ16ရက်နေ့မှာကွာလာလမ်ပူတီဟီရန်ဟိုတယ်မှာပြုလုပ်တဲ့38ကြိမ်မြောက်အာရှပစ္စည်းပိတ်ဇွဲဝိုင်းဆွေးနွေးပွဲမှာဝန်ခံ သွားခဲ့ရပြီဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကချက်ချင်းလန်ငင်းဆိုသလိုအပြစ်ခက်ရဲစဲဈေးချင်းပါတယ်လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေးခွင့်ရဖို့အဝင်အထွက်လှုပ်ချင်ပါတယ် energy နဲ့ဆွေးနွေးဈေးချင်းပါတယ်ဒါတွေကိုအခုထိအကျန်းဖတ်စစ်တပ်ဟာဘာတစ်ခုမှမလုပ်သေးပါဘူးဗျာအာဆီယံဥက္ကဋ္ဌတယောက်အနေနဲ့မြန်မာပြည်ရဲ့အခြေအနေတွေကိုအပတ်စဉ်စောင့်ကြည့်နေတယ်လို့လဲဆိုပါတယ် လက်ရှိအခြေအနေရဆင်းရဲနှုံတရားရှိလာမှဖြစ်တော်မယ်မရှိလို့ကတိုင်းပြည်ပျက်စီးတော်မယ်ဆင်းရဲမွဲတေမှုကကူးဆက်ပြန့်နှံ့နေပြီအုတ်ချုပ်ရေးစနစ်ကလည်းကြာဆုံးပျက်စီးနေပြီလို့အန်နဝါကနိုင်ငံဆောင်မှ တက်သည့်ပညာရှင်ကိုစလေ300ခန့်တက်ရောက်တဲ့ညီလာခံကြီးမှပုံပွင့်လင်းလင်းပြောဆိုသွားခဲ့ပြန်ပါတယ်အရှက်ပစ္စိဖိတ်ဒေသလုံးဂျုံကြီးတည်ငြိမ်ရေးလက်ရှိအနေအထားကို ထိမ့်သိမ်းနိုင်ရေး ဆက်ပြီးတိုးတက်ကြီးပွားရေးအတွက်မြန်မာဟာစူးညောင်ခလုတ်ကြီးဖြစ်လာနေပြီးတော့အကြမ်းဖက်စစ်အုပ်စုဟာ၎င်းတို့အာဏာတည်မြဲရေးအတွက်ပြည်ပအင်အားကြီးနိုင်ငံများကိုဒေတာတွင်စွဲသွင်းလာယူမကနျူကလ িয়ার စကားပင်စပြောလာနေတဲ့အချိန်လဲဖြစ်နေပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်အောင်မလုပ်နိုင်ဘူးဆိုရင်အာဆီယံအတွက်ရှက်ဖွယ်လိလိဖြစ်လိမ့်မယ်လို့လည်းဆိုပါတယ်။ အခြားနိုင်ငံများကကျူးပန်းပေးလာရင်လဲကျူးစူတယ်လို့ဆိုပါတယ်။ဆင်နိုင်ငံပါဝင်နေတဲ့အာဆီယံအဖွဲ့ကြီးဟာ၎င်းတို့အဖွဲ့ဝင်နိုင်ငံတနိုင်ငံမှ လူခွင့်ရင်းနဲ့ပတ်သက်ပြီးစိတ်ထင်တိုင်းချူးဖောက်ကျူးလွန်နေတဲ့အဖြစ်ကိုမိတို့မြမတက်နိုင် လက်ပိုက်ကြည့်နေရပြီဖြစ်ပါတယ်။ဤဒီကလည်းအဖွဲ့ဝင် နိုင်ငံများ စီးလုံးညီညွတ်စွာရက်တီရေးထက်မိမိတို့နိုင်ငံရဲ့အကျိုးစီးပွားကိုသာရှည်တန်းတင်လာကြသောကြောင့်လည်းဖြစ်ပါတယ်။ အားလုံးကတော်လန်ကြီးအင်အားစုများအောင်ပွဲခံလိမ့်မယ်လို့တေချာပေါက်တွက်ဆထားပြီးစောင့်ကြည့်နေကြပင်မဲ့တရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်လာမှုကြောင့်ရှီမတိုးနိုင်ပဲရရှိထားတဲ့နေမြေများကိုပင် ပြန်ပြီးလိုက်ရတာကိုတွေ့မြင်လာနေရလို့အချင်းအင်းများကရှုပ်ထွေးလာပြီးရီရှီသွားတော်မူစုကအထိတ်တလန့်ဖြစ်လာကြတယ်လို့အမေရိကန်နိုင်ငံသားဆက်ဆံရေးကောင်စီဝက်ဆိုက်မှာရေးသားထားပါတယ်မြန်မာဟာကမ္ဘာမှာပါလက်စတိုင်းပ ပြီးရင်ဒုတိယအဆိုးဆုံးအကြမ်းဖက်မှုများကျူးလွန်နေတဲ့နိုင်ငံဖြစ်လာပြီး face state ကြဆုံးတွားတဲ့နိုင်ငံဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်းမလွဲမသွေဖြစ်လာနေပြီလို့ဆိုပါတယ်ဥပဒေမဲ့လောက်ရများနဲ့အတူတကဘာလုံးအားလိန်လယ်နေတဲ့အကြမ်းဖက်ဂိုင်းများကြက်စားရာမူရစီဝါထုတ်လုပ်ဖြန့်ဖြူးရာအခြေစိုက်ဒေတာအဖြစ်ပြောင်းလဲလာတာကိုလည်းတွေ့မြင်လာကြပါတယ် ထို့သူဖြစ်လာရတဲ့အဓိကတရားခံဟာအကျန်းဖတ်စိအုပ်စုကြောင့်ဖြစ်တယ်လို့ထောက်ပြသွားခဲ့ပါတယ်။ထို့ပြဿနာများကြောင့်အာဆီယံဘာလုပ်နေလဲလို့မေးဝန်ထုတ်လာကြပါတယ်။သို့သောအာဆီယံအချက်၅ချက်ကိုမိတို့မြဆွန့်လွှတ်ရန်စိတ်ကူးမရှိကြတဲ့အတိုင်းနှလန်းသွာတန်ကင်းတမန်ကင်းထောင်ချောက်ထဲဝင်သွားမဲ့အန္တရာယ်ရှိလာနေတယ်လို့ဩစတြေးလျရှိ Lowy Institute မှသတိပေးလာပါတယ်။ ဖိလစ်ပိုင်အချက်၅ချက်အစားနောက်ထပ်လုပ်ငန်းဘောင်အသစ်ချမှတ်ရန်တောင်းဆိုလာပြီးဘီအန်အာဆွေးနွေးပွဲများမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုဖိတ်ခေါ်ရန်အထီးပင်ပြောလာပါတယ်။အင်ဒိုနီးရှားကလည်းတူနီတူဟန်နဲ့တော်လန်ยีအဖွဲ့များနဲ့ဆက်သွယ်လာခဲ့ပါတယ်။မလေးရှားကလည်းအားလုံးတစ်စပွဲတည်းအတူထိုင်ပြီးဆွေးနွေးဈေးချင်းပါတယ်။ ထို့သူတယောက်တစ်ပေါက်ဖြစ်လာတာကိုအခွင့်ကောင်းယူကာစေယုစုဘက်ကလည်း၎င်းတို့အပေါ်စိတ်ညွတ်နေတဲ့နိုင်ငံများကိုချီးကပ်လာကြပါတယ်။မေအောင်လိုင်ရဲ့ရွေးကောက်ပွဲကြောင့်လည်းအာဆီယံအတွင်းအကြောင်းထလာပါတယ်။မလေးရှားစင်ကာပူတို့ဘက်ကယုံကြည်စရာအကြောင်းမရှိဆိုကာလက်မခံတဲ့ဘက်ကရက်တီနေကြတော့လေထိုင်းဟာထို့သူပြက်ပြက်သားသားမပြောနိုင်ဘဲဖြစ်နေသေးပင်ဖြစ်ပါတယ်။ ကမ္ဘောဒီးယားမှာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဆေးလွတ်မယ်လို့ပြောလာပါတယ်။အာဆီယံနိုင်ငံများကကိုနီကိုဟန်နဲ့ဖြည့်ရှင်းဖို့နှလန်းသွာတန်ငင်းတမန်ငင်းကိုအာတန်လာနေမှုဟာအဖွဲ့ကြီးရဲ့စီးလုံးညီညွတ်မှုကိုထိခိုက်စရာဖြစ်လာမယ်။အန်နရယ်ကြီးကြားရောက်လာနေပါတယ်။ထွက်ပေါ်လာမယ့်ရလက်ပေါ်မိတို့မြထိမ့်ချုပ်နိုင်တော့မှာမဟုတ်လို့စောင်းပါမှာ ထောက်ပြထားပါတယ်။ အာဆီယံရဲ့အဖွဲ့ဝင်10နိုင်ငံစလုံးကသဘောတူရမယ်ပြည်တွင်းရေးကိုလည်းဝင်ရောက်ဆော့ဖွက်ချင်းမျိုးမဖြစ်စေရမူနဲ့ဆိုကတရားမင်းပင်ဖြည့်ရှင်းရန်လက်မှိုင်ချရတော့မှာဖြစ်ပါလေမြန်မာပြည်ပခရဲ့အကျိုးဆက်ကိုတိုက်ရိုက်ထိခိုက်လာနေတဲ့မလေးရှားကဲ့သို့နိုင်ငံမျိုးကထိထိရောက်ရောက်မဖြည့်ရှင်းနိုင်ရင်၎င်းလက်လွဲပေးရမယ်ဖိလစ်ပိုင်နဲ့ဆိုကပို၍ပင် ဝေးသွားတော့မှာဖြစ်ပါလေ။ အာဆီယံထူထူတယောက်တစ်ပေါက်ဖြစ်လာနေတော်လဲမိသည့်နိုင်ငံကားမြဒေါန်ဆန်းစုကြည်အားလွှတ်ပေးရန်ထုတ်ဖော်ပြောဆိုခြင်းမရှိသည့်ဘက်တွင်တော့ညီညွတ်နေကြပါလေအာဆီယံမြန်မာရေးမှခြံစည်းကိုခွာထိုင်နေ၍မဖြစ်တော့တရုတ်တို့ရဲ့ဆက်အနာသိအဖွဲ့ကို ထောက်ခံနေမှုအောင်မြင်သွားလျင်ပြိပက္ခဟာပို၍ရှေးချလာเสียရာ ရှိပြီးတရုတ်ဟာလည်းဒေတာတွင်ပို၍လက်ရဲစက်ရဲနိုင်လာမှာဖြစ်ပါလေ။ မိမိတို့ဖြစ်စေခြင်းဒီနဲ့ဝေးသည်ထက်ဝေးလာနေတဲ့အာဆီယံအားလဲမြမပြည်သူများကဒဇက်ကလေးများယုံကြည်အားကိုးလိုစိတ်မရှိကြတော့ပဲအကျန်းဖတ်စေုပ်စုအားတန်တမန်ကြီးရအတိမတ်မပြုတ်လျင်ပင်တော်ပီသေးရဲ့လို့ယူဆနေကြပြီ ဖြစ်ပါတယ်တော်လန်ကြီးဟာနိုင်ငံကြီးစီးပွားရေးနဲ့ယဉ်ကျေးမှုဘိုင်းများအားလုံးဒွန်တွဲပြီးတိုက်ခိုက်နိုင်မှုအပေါ်မှာမူတည်ခဲ့သည်နဲ့မိမြပင်ဖိနှိပ်အုပ်ချုပ်တဲ့ အကျန်းဖတ်တက်အကျန်းဖတ်အဖွဲ့စည်းမျိုးဖြစ်စေစိတ်ရှိမှုဇွဲရှိမှုနဲ့အတူညှိနှိုင်းဆောင်ရွက်လာမှုများရဲ့ဒဏ်ကိုခံနိုင်ရမရှိ ဖြစ်လာကြစမြဲပင် ဖြစ်ပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်